ဟယ်လိုအလုံးမဲ့မင်္ဂလာပါကျွန်တော်ကတော့ကိုဝင်းထိုင်ပြဖြစ်ပါတယ်အဲကျွန်တော်ကနေပြီးတော့ဒီဗီဒီယိုဆက်ရှင်မှာ ATM သင်ခန်းစာလေးကိုသင်ပေးမှာဖြစ်ပါတယ်ပေါ့နော်အဲပုံကတော့ဒါကျွန်တော်ပုံလေးဖြစ်တယ်ပေါ့နော်ဒါဟွာဖြစ်တယ်မြင်ဖို့ရရှိအောင်ပါဟုတ်ပြီဆိုတော့ကျွန်တော်တို့ဒီ series မှာဘာကိုရှင်းခဲ့ကြမှာလဲဆိုတော့ဒီအဓိက web ရဲ့ foundation ပေါ့နော်ကျွန်တော်တို့က website web development ပေါ့နော် web development ကိုစတင်လေ့လာမှာဖြစ်တယ် ဲ့တော့ web development ရဲ့အခြေခံကြော်ရွံ့ဖြစ်တဲ့ HTML အရေးကြီးဆုံးဖြစ်တဲ့ HTML ကိုကျွန်တော်တို့ကစလေ့လာမှာပေါ့နော်လေ့လာမှာဆိုတော့အဲဟုတ်ပြီအဲ့ဒီမှာဘာပါဝါမှာလဲဆိုတော့ကျွန်တော်ဒီပုံမှာဒီမှာ slide ထဲမှာပါထားတဲ့အတိုင်းပဲပေါ့နော်ဒီ document မှာပါထားတဲ့အတိုင်းပဲအများကြီးရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်တစ်ခုချင်းစီအကုန်တင်ကြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲဒီ HTML ကိုစပြီးတော့မလေ့လာခင်မှာကျွန်တော်တို့ အဲကျွန်တော်တို့က website ကိုလုပ်မှာဆိုတော့ web deployment ရဲ့အကြောင်းလေးကြီးလည်းလိုအပ်တယ်ဆိုတော့ web နည်းပညာရဲ့အကြောင်းကိုလည်းကျွန်တော်ပြောဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့ရေဦးစိုးသွားကြမယ်ပေါ့ရှင်းလင်းကြမယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခေါက်ဒီ CD မှာဗီဒီယိုတွေကိုတော့ကျွန်တော်တို့ဟောပေါ့7မိနစ်ဝန်းကျင်လောက်ကိုပဲအဓိကထားပြီးတော့လုပ်ပေးမယ်တင်ပေးသွားမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ browser browser ရဲ့အလုပ်လုပ်ပုံနဲ့ internet မိတ်ဆက်ပေါ့နော် ဘရောက်ဇာလွတ်လွတ်ပုံနဲ့ပါတော့ internet mix up အဲ့တော့ပြောကြမယ်ဘရောက်ဇာဆိုတာဘာလဲပေါ့အဲကျွန်တော်တို့ website web development ကိုလေ့လာနေရဘရောက်ဇာအကြောင်းပြောဖို့လိုလားဆိုတော့မလိုဘူးလို့လည်းထင်ချင်ထင်နိုင်တယ်ပေါ့တကယ်တကယ်ကလို့လို့တာပါပေါ့နော်အဓိကချက်နေနဲ့လို့ပါတယ်ဆိုတော့ website တွေဆိုတာကကျွန်တော်တို့ browser ပေါ်မှာ run လုပ်ရတယ်ပြောရမယ်ဆိုရင် application လို့ပြောလို့ရတယ် program တွေလို့ပြောလို့ရတယ်ပေါ့နော်အဲ့လိုမျိုးတတ်မှတ်ချက်ချလို့ရတယ်ဟုတ်ပြီအဲ့တော့ အဲကျွန်တော်တို့ website တွေကိုမှဘယ်လိုပြောရမလဲဆိုလို့ရှိရင်အဲ website တွေကကျွန်တော်တို့ပြန်သုံးသပ်ကြည့်ပါကျွန်တော် website တွေက internet ရှိမှအလုပ်လုပ်လို့ရဟုတ်လားမဟုတ်လားပေါ့နော်ဟုတ်ပြီ internet ရှိမှ website တွေသုံးလို့ရတာပြီးတော့အဲ့ဒီ website တွေသုံးဖို့ဆိုကျွန်တော်တို့ browser တွေလိုအပ်လားမလိုအပ်ဘူးလားလိုအပ်တယ်ပေါ့နော် browser ဆိုတာ browser ဆိုတော့အားလုံးပဲတော်တော်များများတချို့ရှင်းကပ်မိမယ်တော့တူပါတယ်ပေါ့အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာအောက်မှာပြတယ်ဟုတ်လား microsoft ရဲ့ browser တွေပါရှိတယ် နောက်တစ်ခုကူကေကထုတ်ထားတယ်ခရုံးလိုပါလို့ရှိတယ်အများကြီးပဲပေါ့အဲကျွန်တော်တို့ဒီမှာရိုက်ရှာကြည့်လိုက်မယ်ဒီဟိုပါပေါ့ web browser ဆိုပြီးတော့ b r o w s browser ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာကြည့်လိုက်အဲ့ဒါဆိုလို့ရှိရင် browser တွေပါရှိလို့ဆိုပေါ်လာလိမ့်မယ်ဟုတ်လားအဲဒီ browser တွေမှာကျွန်တော်တို့က website link လေးတွေရှိတယ်ဟုတ်လားအဲ့ဒီ website link လေးတွေကိုကျွန်တော်တို့က run ပေးလို့ရလာမယ်ဟုတ်လားရရပေါ့နော် အဲ့တော့ဥမာ website link တစ်ခုရှိဥမာပြောချင်တာ Facebook ဆိုပါဆို Facebook website ကိုကျွန်တော်တို့ကဒီ Firefox ပေါက်မှာလည်းသုံးလို့ရတယ် Google Chrome မှာလည်းသုံးလို့ရတယ် Opera မှာလည်းသုံးလို့ရတယ်အဲ့လိုမျိုးဒါ Safari ရကြတော့ကျွန်တော်တို့ Apple ပေါ့ Apple မှာသုံးတာပေါ့နော်ဆိုတော့အမျိုးမျိုးပေါ့ဒီမှာ Internet Explorer နော်အဲအဲ့လိုမျိုး browser တွေရှိတယ်ပေါ့နော်အဲ့ browser တွေပေါ်မှာကျွန်တော်တို့ရဲ့ website တွေရ run တာပေါ့နော်အဲကျွန်တော်တို့ကအဲ့ဒီ website တွေပေါ်မှာ sorry browser တွေပေါ်မှာကျွန်တော်တို့ရဲ့ website code တွေ run ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့က ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ရဲ့ code ကို internet မှာ တင်ထားရတယ်ဒီ server တစ်ခုခုမှာတင်ထားတယ်တင်ထားပြီးတော့မှသူတို့ကနေပြီးအဲ့ဒီ code တွေကိုကျွန်တော်တို့ခွာလုပ်ပေးတာပေါ့အဲ့ဒီ code ကနေပြီးကျွန်တော်ဒီလို documentation တစ်ခုအနေနဲ့ပြပေးလိုက်တာပေါ့နော် browser engine ကနေပြီးတော့ကျွန်တော်တို့ဒီ documentation အနေနဲ့ပြောင်းလိုက်တာပေါ့ကျွန်တော်တို့ရဲ့ code တွေအဲ့ကျွန်တော်တို့ code တွေရေးရုံရေးရေးရုံနဲ့တင် server မှာ code တွေရေးရုံနဲ့တင်ဒီ browser တွေရေးထားတဲ့ code တွေကိုဘာလို့လဲဆိုတော့ဒီလူတွေဖတ်လို့ရတဲ့ ဒီလို graphic ပေါ့နော် graphic ပုံစံမျိုးပေါ့ဒီလို documentation ပုံစံမျိုးပေါ့ပြန်ပြီးတော့သူက render ပြန်လုပ်လိုက်တာပေါ့နော်အဲ့ဒီဒီ browser engineer ပေါ့အဲ့လိုလုပ်တာပေါ့အဲ့ဒီမှာကျွန်တော်တို့ code တွေကသူကဘာလုပ်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကသူကတ်မတ်တ်နဲ့ပေါ့နော်ကတ်မတ်တ်ဆိုတာကျွန်တော်တို့ code တွေကသူကရယူလိုက်တယ်ရယူပြီးတော့အဲ့ဒါကို compile လုပ်လိုက်တာပေါ့နော်အဲ့လိုမျိုးရှိတယ်ဥပမာကျွန်တော်မြင်တာအောင်ပြောရမယ်ဆိုလို့ရှိရင်ဥပမာဒီ DIY data Facebook ရဲ့ပါတော့ ဖေးဆိုတာဖြစ်သွားပါကျွန်တော်တို့ Google ပေါ့ Google ရဲ့ website ကြီးမလားဟာလား Google website မှာကျွန်တော် web browser ဆိုရှာနေတာမလားအဲ့တော့အဲ့ဒီ Google website ကြီးဖြစ်ပေါ်ဖို့ဆိုရင်ကျွန်တော်တို့ဒီမှာကြည့်လိုက်ဒီမှာ left click လေးထောက်ကြည့်ထောက်ပြီးဒီမှာ inspire ဆိုတာစီးဟာလားအထောက်ကြည့်လိုက်ထောက်လိုက်မယ်ဆိုရင်တွေ့လားနောက်ကွယ်မှာကျွန်တော်တို့ဒီမှာ code တီးပါရင်ရှိလားမရှိဘူးလားရှိတယ်ပေါ့ပြောချင်တာဒီ code တီးရနေပြီးရောကျွန်တော်တို့ browser တွေက render ပြန်လုပ်ပြီးဒီဘက်က UI နေထွက်လာတာနော်အဲ့လိုရှိတယ် အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာ HTML ဆိုတဲ့ကောင်ပါလားမပါဘူးလားပါတယ်နော် HTML ဆိုတဲ့ကောင်ပါတယ်နော်အဲ့တော့ HTML ဆိုတဲ့ကောင်ပါတယ်ဆိုတော့ဘာလို့ HTML ဆိုတဲ့ကောင်ကပါလဲဆိုတော့ဒီ website ဒီမှာဒီကောင်လေးကအခြေခံကြရတယ်ဒီမှာ HTML ဆိုတဲ့ကောင်လေးကအဲ့တော့ဘယ် website ကိုပဲကျွန်တော် inspect ထောက်ကြည့်ကြည့်ကျွန်တော်တို့အဲ့ဒီ HTML code တွေကပါတာပဲနော်အခုဆိုတာကျွန်တော် Google ထဲမှာရောက်နေတာဗျာအဲ့အဲ့လိုမျိုးလေးပေါ့နော်ကျွန်တော် website ဘယ် website ထဲမှာဝင်ရင်ကောင်းမလဲ။နည်းနည်းတစ်ချက်လောက်စဉ်းစားကြည့်ပေါ့နော်။ အဲဥပမာကျွန်တော်တို့ဥပမာငါတို့ဒီမှာကုတ်မယ်ဆိုတဲ့ဟာရှိတယ်ပေါ့ကွာကုတ်မယ်ဆိုတဲ့ website ရှိတယ်အဲ့ဒီမှာဆိုရင်ငါတို့ဒီမှာ left click ခောက်ကြည့်လိုက်ဒီမှာအဲ့ဒီမှာ inspire ဆိုတာရှိတယ်ထောက်ကြည့်လိုက်ဒီမှာဆိုလို့ရှိရင်လည်းပေါ့ HTML ဆွဲကောင်ပါတယ်အပြောချင်တာကဒီဖြစ်ပေါ်လာတဲ့ website တစ်ခုရဲ့ foundation ကဘာဖြစ်တယ်တော့ HTML ဖြစ်တယ်ဒါကြောင့်ငါတို့က HTML ကိုစပြီးရလေ့လာရတာပေါ့နော်အဲ့တော့ဆောင်းနှက်ကကုတ်တရားနေသူ့ဒီ UI တွေကို render render ပြင်လို့နေတာပေါ့နော် ဲ့လိုမျိုးဖြစ်တယ်ပေါ့ဆိုတော့ဒါဆိုလို့ရှိရင်ငါတို့ browser တစ်ခုရဲ့အလုပ်လုပ်ဆောင်ပုံနဲ့လုလုလုဆောင်ပုံကိုတည်သွားမယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ပြောချင်တာအင်တာနက်လုလုဆောင်ပုံနဲ့အင်တာနက်မိတ်ဆက်ပေါ့နော်အဲ့ဒါအဲ့ဒါကိုပြောချင်တာအဲ့တော့အင်တာနက်ဆိုတော့ဒီဒီကောက်တရားငါတို့ကအလကားနေလို့ပြီးတော့ရလာတာမဟုတ်ဘူးလေ browser ဒီပြောချင်တာ website တရားလေဒီလား server ပေါ်မှာငါတို့ကတင်ထားလို့ဒီ website ကြီးကိုဘာဖြစ်လို့မြင်ရတာကွာဥပမာငါတို့ကုတ်မယ်ဆိုတဲ့ website ဆိုလို့ရှိရင်ဒါကုတ်မယ်ရဲ့ sub code တွေကို server ပေါ်မှာတင်ထားလို့ငါတို့အားလုံးကဘာလုပ်လို့ရတာ ိုင်းပြီးတော့ကြည့်လို့ရတာမလားအဲနောက်တစ်ခုကဟုတ်ပြီအဲ့တော့ဒီမှာရှိနေတဲ့ကုတ်မဲ့ဆိုတဲ့ address ပေါ့အဲ့ဒီ address ကဘယ်ဘယ်ကနေရလာတာလဲပေါ့အဲ့တော့ကုတ်မဲ့ဆိုတဲ့ address ကပြောရမယ်ဆိုစာပါပေါ်မှာတင်ထားတာပေါ့နော်စာပါပေါ်မှာတင်ထားတယ်တကယ် IP address ကိုသူကနေပြီးတော့ domain ပြန်ပြီးတော့လုတ်ထားတာဖြစ်တယ်ပြောချင်တာတကယ်ကဒီကဏ္ဍလေးပေါ့ကွာ IP address ဆိုတဲ့ကဏ္ဍလေးနဲ့သွက်လာတာပေါ့လာတဲ့ဟာကမှငါတို့က domain နဲ့ domain ကိုကုတ်မဲ့ဆိုတဲ့ဟာကိုဝယ်ပြီးတော့အစားပြန်သွက်ထားပေါ့ ဥမာငါတို့ပြောချင်တာ www.facebook.com ဆိုလို့ရှိရင်ဒါ Facebook website မလား Facebook website ရဲ့တကယ်ကသူ့ရဲ့စာပါပေါ့စာပါ IP address ရှိရဲ့အဲ့ဒီဟာကိုငါတို့ကရိုက်ရိုက်မယ်ဆိုလို့ရှိရင်ဒါရိုက်ချင်ပါမလားမရိုက်ချင်တော့လေပေါ့ IP address ဆိုတော့ငါတို့လည်းမမှတ်နိုင်ဘူးအဲ့တော့အလွယ်တကူမှနိုင်မဲ့ဒီလို domain လေးတွေနဲ့အဲ့ဒီ website တွေရဲ့စာပါတွေကိုငါတို့အဆက်လုပ်ပိုင်ခွင့်ရှိတာပေါ့အဲ့တော့ IP address ဆိုတာဘာလဲဆိုတော့သိချင်ငါတို့ဒီမှာ Google မှာခောက်ကြည့်လိုက်ပေါ့နော် IP address ပေါ့နော် အဲဒီလိုမျိုးကြီးရှိရပေါ့ဒီမှာ website တခုရဲ့ IP address ဆိုရင်ဒီမှာဒီလိုဒီလိုလေးတွေရှိတာပေါ့နော်သူ့ရဲ့ IP address ကဒီလိုလေးကြီးရှိတယ်အဲဒါ server မှာဆိုရင်ငါတို့ server ရဲ့ IP address ရှိရဲ့အဲ့ဒီပုံမှာမှ port number တွေပါရှိရကွာဟုတ်ပြီလားအဲ့လိုမျိုးတွေရှိရဲ့အဲ့ဒီအဲ့ဒီ IP address တရားနေပြီးရလာတဲ့ website ကိုငါတို့ကနောက်အလွယ်တကူဟာဖြစ်လို့ရအောင်ဆိုပြီးဘယ်လိုလုပ်ဘယ်လိုပြောရမလဲ domain တွေကိုငါတို့ပြောင်းလိုက်တာပေါ့နော် ကုန်ပဲဆိုတဲ့ဟာဆိုပြီးအဲ့လိုပြောင်းလိုက်တာပေါ့နော်အဲအားလုံးပဲနားလည်ပဲလို့ပြောလင့်တယ်နော်အဲနောက်တစ်ခုရှိရငေါ့တရားပါရှိလေဒီ dynamic website နဲ့ static website ဆိုတဲ့အကြောင်းကိုပြောအောင်အဲငေါ့ဒီမှာကုန်ပဲမှာဆိုလို့ရှိရင်ဒီမှာဒီ cost ရေအဆုံရှိတယ်ပေါ့ဟာလားပတ်စံပေးလို့ရတဲ့ခေါ်ရှိရပတ်စံမပေးပဲလေးလာလို့ရတဲ့ခေါ်တွေရှိရအဲ့ဒီမှာခေါ်တစ်ခုနဲ့တစ်ခုကဘာလို့ဘယ်လိုဖြစ်နေလဲ dynamic ဖြစ်နေငါတို့ခေါ်အစ်စ်တီလည်းထည့်ချင်ထည့်လို့မရဘူးလားထည့်လို့ရတယ်အဲ့တော့ dynamic အဲ့ဒါကို dynamic လို့ခေါ်တယ်ပြောချင်တာ လှုပ်ရှားလို့ရရဆိုတဲ့ပုံစံပေါ့နော်အဲအဲအဲ့ဒီဟာကိုပြောချင်တာနောက်ကွယ်က dynamic website တွေဆိုတာနောက်ကွယ်မှာ server တွေထားပေးထားတယ် database တွေပေါ့ database တွေထားပြီး database မှာငါတို့က data 5ခုထည့်လိုက်ရင်ဒီမှာသူက5ခုပြမှာ10ခုထည့်လိုက်ရင်10ခုပြတယ်အဲ့လိုမျိုးနည်းနည်းဒီ dynamic website ဆိုတဲ့ကောင်တွေကနည်းနည်းကြီးတာပေါ့ဥပမာငါတို့ facebook တို့ဘာလို့ဆိုလို့ရှိရင်ကျတော့ဒီအများကြီး data တွေဘာလို့ဘာဘာဖြစ်နေကိုပြောင်းလဲမှုရှိတယ်ကိုယ့်ရဲ့ account မှာတင်ချက်တောင်းတင်ဟာ dynamic ဖြစ်နေတယ်အဲ့ဒါကိုငါတို့ dynamic website လို့ခေါ်တယ် the state website ဆိုရလည်းရှိသေးတယ် state website ဆိုတာကြပြောင်းလဲမှုမရှိတာပေါ့တခါလာလဲဒီ page ပဲတခါလာလဲဒီ page ပဲเนาะအဲ့လိုပုံစံမျိုးအဲ့တော့မျိုးလုံးနဲ့မြင်တော်ပြောရမယ်ဆိုရင် dynamic website ဆိုတာဘာရင်းနဲ့ရေးလဲဆိုတော့ငါတို့ဒီအဓိကပေါ့เนาะ html တခု html တခုတည်းနဲ့ဆိုရင်တော့ဒါ dynamic website လို့ပြောလို့တော့သိမရခြင်းဘူးပေါ့နော်ဘာလို့မရခြင်းလဲသူ့ရဲ့ data ပြောင်းလဲမှုမရှိဘူးပေါ့တိုးမိမယ်ငါတို့ကနောက်ကဆော့ကုတ်ကိုတပုံအတွက်တစ်ခါပြောင်းနောက်တပုံတင်လို့ဆိုပြီးတော့လည်းတစ်ခါပြောင်း နောက်တစ်ပုံထည့်ခြင်းလို့လည်းတစ်ခါပြောဆိုတော့တော်တော်လေးလှုပ်ရှုပ်တာပေါ့နော်ရှေ့အဲ့လိုမျိုးရှိတယ်အဲ့နောက်တစ်ခုကဒီမှာ state website state website ဆိုတာကြတော့ဆောင်းကောင်ကလည်းပြောပြဘယ်နှခါလာလာကြည့်ကြည့်တော့မပြောင်းလဲဘူးပေါ့နော်အဲ့တော့အချမ်းမင်းအပြင်ငါတို့ကဒီပြောင်းလဲနိုင်တဲ့ website တွေကို dynamic website လို့ခေါ်ပြီးတော့ပြောင်းလဲမှုမရှိတဲ့ website တွေကို static website လို့ရှိရဲအဲ့ဘလို့သတ်မှတ်လို့ရတယ်ဆိုတော့ဟိုကုတ်တစ်ခါလေးနဲ့တင်လိုက်တယ်ဒေတာလည်းမပြောင်းဆိုရင်ဒါ static ပဲနော် နော်နောက်တစ်ခါငါတို့ကကုတ်ရေးရခြင်းတူပေမဲ့လို့ data ပြောင်းလဲမှုရှိတယ်ဆိုလို့ရှိရင်အဲ့ဒါကိုဘာလို့ခေါ်လဲ dynamic dynamic ကိုမှငါတို့ကဒီ dynamic website တွေကိုရေးမယ်ဆိုရင်တော့အဓိကဘာကြီးလိုမလဲ database ဘိုင်းတွေလိုအပ်သွားတယ် static website တွေမှာ database ဘိုင်းတွေမလိုအပ်ဘူးပေါ့နော်အဲ့တော့ဒီ dynamic website တွေကကြီးသလား static static website တွေကကြီးလားဆိုရင်တော့ dynamic website တွေကကြီးတယ်လို့ပြောရမှာလေဟုတ်တယ်မလား facebook website တွေကကြီးလားမကြီးဘူးလားကြီးရယ်နော် Facebook တည်းကြီးတယ်အဲ့လိုပုံစံမျိုး dynamic ဖြစ်တာပေါ့ဟုတ်လား static ကတော့ကွာငါတို့ HTML လောက်နဲ့လည်းရှင်းလို့ရတာပဲဟုတ်လားပုံရယ် PDF ပဲတခါတည်းပြလိုက်ဒီဒီဒီ web page တခုမှာအဲ့ဒီ data ကိုငါတို့ဘယ်တော့မှမပြောင်းလဲဘူးဒါဆိုရင်ဒါ static website လို့ခေါ်တယ်နော်အဲ့ဒါဆိုရင်အဲ့လောက်ဆိုနားလည်မင်းတို့တူပါတယ်အဲ့တော့ငါတို့နောက်ပိုင်းမှာ VS Code install မောင်းတာတွေပိုင်းညာတွေဆက်သွားကြမယ်နော်အော်ဒီ video လို့ဒီမှာပဲရလိုက်ပါမယ်အဲ့လိုပဲ bye bye ပါအဆုံးထိကြည့်ပြီးလို့ချစ်စစ်တင်ပါတယ်